အစလာမုအလัยကွမ်ဝါရဟမတူလာဟီဝဘရကာတူဒီနေ့ပြောပြမယ့်အကြောင်းအရာကတမန်တော်မြတ်ဆလလာဝလီဝဆလမ်ရဲ့ရောဇာတော်ကိုဟီဂျရီ958ခုနှစ်ကတခိုးနှစ်ဟောခိုးပြီးတော့ဖောက်ခဲ့တယ်ဆူလ်တန်နူလဒင်းဆိုတာတခေတ်တခါမှာတော်တော်တရားမျှတတဲ့ဘရင်တပါးလည်းဖြစ်တယ်တော်ရစင်လည်းဖြစ်တယ်အလတ်ရဲ့ဇီကေရကူမြဲတဲ့သူဖြစ်တယ်ညမှာတာဟဂျုတ်မန်နဲ့ပုပ်ကိုတကယ်ပဲအလတ်ရဲ့ဇီကေရော်တွေထဲမှာမှု့လျော်နေတဲ့ပုပ်ကိုတပါးလည်းဖြစ်တယ် ဒီလိုနဲ့ဟီဂျရီ959ခုနှစ်မှာညတညမှာသူတာဂျွတ်နမစပတ်ပြီးတော့အချိန်ရှိတော့ခိတခဏလှဲလျောက်ပြီးတော့အိတ်နေတော့အိမ်မက်ထဲမှာတမန်တော်မြတ်ဆလလာဝါလီဝဲဆလမ်ကိုမြင်မှတ်တော်မူတာပေါ့အိမ်မက်ထဲမှာတမန်တော်မြတ်ဆလလာဝါလီဝဲဆလမ်ကကြောင်မြလုံးနဲ့လူနှစ်ယောက်ကိုပြပြီးတော့ဒီလူနှစ်ယောက်ရဲ့လက်ကနေငါကူတော့ကိုကာကွယ်ပါဆိုပြီးတော့ပြောနေတယ်ဘယင်းကလက်လက်နိုးသွားတယ်အိမ်ယာကနေပြီးတော့နိုးလာပြီးချက်ချင်းထားတယ်ဝူဇူလုပ်ပြီးတော့နမတ်ပတ်တယ်တခါပြန်ပြီးတော့အိတ်ကြည့်တယ် ဒီလူနဲ့အိပ်ပြသွားတဲ့အချိန်မှာတခါပြန်ပြီးပထမအိမ်မအတိုင်းပဲပြန်မှတ်တယ်ဒီလူနှစ်ယောက်ရဲ့လက်ကနေငါကိုတော့ကာကွယ်ပါဆိုပြီးပြန်လှမ်းနှိုးသွားတယ်ဝူဇူလုပ်ပြီးတော့နမတ်ဖတ်တယ်တခါပြန်ပြီးတော့တတိယအချိန်အိပ်တယ်အိပ်ပြသွားတော့လေတတိယအိမ်မကလည်းပထမအိမ်မကဲ့သို့ပဲကြောင်မျက်လုံးနဲ့လူနှစ်ယောက်ရဲ့လက်ကနေငါကိုတော့ကာကွယ်ပါဆိုပြီးတော့အိမ်မပြန်မှတ်တယ်လူနှစ်ယောက်ကိုပြပြီးတော့ဒီလူနှစ်ယောက်ရဲ့လက်ကနေငါကိုတော့ကာကွယ်ပါဆိုပြီးတမန်မြတ်ဆလလာလေးဆလံတတိပီးတယ်အခုဆူလ်တန်နူရူဒင်းဟာ အခုတော့ဆက်အိတ်လို့မရတော့ဘူးညာရင်းချင်းပဲမိမိရဲ့ဝင်းကြီးဂျမလူသိန်းကိုခေါ်ပြီးတော့တိုင်မြင်တယ်ဘယင်ကအဲ့ဒီဝင်းကြီးကိုသူ့ရဲ့အိမ်မက်အကြောင်းအားလုံးဖြစ်ချောင်းကုန်စင်ပြောပြတယ်ဒီလူနဲ့ဝင်းကြီးကလည်းပါမွှတ်တာပြီးလဲဆိုတော့ဒီအချိန်ကတော့ဆိုင်ရမယ့်အချိန်မဟုတ်ဘူးချက်ချင်းမဒီနာကိုသွားရမယ့်အချိန်ဖြစ်တယ်ဒီအိမ်မက်ရဲ့အကြောင်းကိုလည်းနောက်ထပ်ဘသူကမှမပြောတော့နဲ့ဆိုပြီးတော့မဒီနာကိုသွားဖို့ပြင်ဆင်လိုက်တယ်ချက်ချင်းသွားတယ်ဆူလ်တန်နူရဒင်းဆိုတာကသူကမစ်စ်မှာအီဂျစ်မှာနေတာမဒီနာနဲ့အီဂျစ်ကိုအဲ့ဒီတုန်းက ခရီးသွားတဲ့အခါ16ရက်လောက်ကြာတယ်ဆူလ်တန်နူရဒင်ဟာမဒီနာမြို့အပြင်မှာရေချိုးတယ်တတော်လေးယူတီလီစားစွာနဲ့အဒပ်နဲ့မစီဒီနဘွေမှာအခါစားဝင်နေရောဇာရောအနာသွားပြီးတော့နဖီလ်နမတ်နရကဖတ်တယ်ပြီးတော့ဘုရင်ရဲ့ဝင်ကြီးက ျွန်တော်တို့ရဲ့ဘရင်ကမဒီနာကိုဇီယာရတ်လုပ်ဖို့လာတယ်ပြီးတော့မဒီနာမြို့မှာ နေတဲ့သူတွေအားလုံးကိုအဆအဆအရရအစဉ်ပြေဖို့အတွက်လက်ဆောင်တွေဆုလက်တွေဝင်ငါမယ်ဆိုပြီးတော့တမျိုးလုံးကိုကြီးညာလိုက်တယ်ဒီလိုနဲ့မဒီနာမှာရှိတဲ့သူတွေအားလုံးကိုဖိတ်လိုက်တယ်မစဒီနဘူးကိုလာပါဘရင်ကတမျိုးလုံးမှာရှိတဲ့လူအားလုံးကိုလက်ဆောင်ပေးမယ်အကောင်လုံးလာတဲ့လက်ဆောင်လည်းတကယ်စီစဉ်ထားတယ်ပြီးတယ်ဒါပေမဲ့အိမ်မက်ထဲကလူနှစ်ယောက်ကတော့မတွေ့ဘူးဘယင်းကလည်းပြောတယ်မဒီနာမှာနေတဲ့သူတွေနောက်ထပ်ကြံတဲ့သူဘယ်သူရှိသေးလဲအားလုံးကိုခေါ်လိုက်ပါ လာသမျှလူတွေတယောက်မကြံတေးချာစီစစ်ကြည့်တယ်ဒါပေမဲ့သူအိမ်မက်မက်တဲ့လူနှစ်ယောက်တမန်တော်မြတ်ဆက်လက်လာဝက်လေးဝက်ဆက်လံပြခဲ့တဲ့သူနှစ်ယောက်ကိုအခုထက်ဒီမတွေ့သေးဘူးမဒီနာမြို့သားတွေကလည်းပြောပြတယ်ဘယ်သူမှမကြံတော့ဘူးအားလုံးကုန်သွားပြီမရင်နဲ့ဝင်ကြီးကအထက်ထက်မေးတော့မှမဒီနာမြို့မှာရှိတဲ့တောင်ရှိပုဂ္ဂိုလ်ကြီးကပြောပြတယ်ကျွန်တော်တို့မဒီနာမြို့သားတွေကတော့ကုန်သွားပြီဒါပေမဲ့အနောက်နိုင်ငံကလာတဲ့တကယ့်တက္ကဝါရှိတဲ့သူတော်စင်နှစ်ပါးတော့ကြံတယ်သူတို့ကတော့အပြင်းအထန်တွေတိတ်မထွက်ဘူးနေညာအလရဲ့အီဘာဒ်အထက်မှာရှိနေတယ် အဲ့ဒီပုံကူတွေကစတကာပစ္စည်းတွေကိုလည်းတော်တော်ရှောင်နေဟက်ဒီယာလည်းမယူဘူးကဲဘသူပေးတာမှမမြော်ဘူးတကယ်သူတော်စင်ဖြစ်ဒီလိုနဲ့ဘရင်ရဲ့အမိတ်နဲ့အဲ့လူနှစ်ယောက်ကိုခေါ်လိုက်တယ်ဘရင်ရဲ့အမိတ်ရတဲ့အချိန်မှာပဲအဲ့ဒီလူနှစ်ယောက်ကိုတွေ့လိုက်တော့မှဘရင်ကသဘောပေါက်သွားတယ်တမန်တော်မြတ်ဆလလောဟ်အလိဝဆလမ်အိမ်မက်ထဲမှာပြခဲ့တဲ့လူနှစ်ယောက်ဆိုတာဘရင်ကလည်းဒီပုံကူနှစ်ယောက်ကိုကောင်းကောင်းအစ်ကရာမလုပ်တဲ့ဂုံပေးပြီးဆက်ဆံတယ်ဘိုက်တူဘေးကလာတာတော့ ကျွန်တော်တို့ဟာအနောက်နိုင်ငံသားတွေဖြစ်တဲ့ဟတ်စလုတ်ဘုတ်အတွက်လာတာပြီးတော့တမန်တော်မြတ်ဆလလာဝလေးဝဆလမ်ရဲ့ရောဇာတော်နားမှာအခါစားဝင်ဖို့အတွက်ကျွန်တော်တို့ရောက်နေတာကျွန်တော်တို့ဒီမဒီနာမှာနေထိုင်တော့မဒီနာမှာနေထိုင်ရင်တမန်တော်မြတ်ဆလလာဝလေးဝဆလမ်ရဲ့ အိမ်နီးချင်းဆိုတဲ့အခွင့်အရေးကိုသဘောကျပြီးတော့ဒီမှာပဲအခြေချဖို့ကျွန်တော်တို့ကြိုးစားလိုက်တာဆိုပြီးတော့ဒီသူတော်စင်နှစ်ပါးကပြန်ပြောပြတယ်။ဘယင်ကလည်းသူတို့ပြောပြသမျှကိုတေချာနားထောင်တယ်ဒီလူနှစ်ယောက်နဲ့ပတ်သက်ပြီးတော့အထက်ထက်မေးမြန်းတယ်။ဒါပေမဲ့သူတို့ဒီကိစ္စပဲတွင်တွင်ပြောနေတာတမန်တော်ရဲ့အိမ်နီးချင်းဖြစ်လို့တယ်။အဲ့ဒီပုဂ္ဂိုလ်နှစ်ယောက်ကရောဇာတော်ရဲ့မနီမဝေခက်လန်းလန်းမှာဇေယျတစ်ခုစောက်ထားတယ်။အဲ့ဒီမှာပဲဇေယျထိုးပြီးတော့နေနေတာ။ဘယင်ကသူတို့နေထိုင်တဲ့နေရာကိုတေချာစောင့်ချက်ဖို့အတွက်မှားတယ်။ တည်တည်ချာချာစောင့်ကြက်တဲ့စစ်စည်းတဲ့အမျိုးစုံစစ်စည်းပဲမယ်လေဘာအချက်လက်မှတစုံတည်းဟာမတင်ငါစရာမတွေ့ရတော့သူတို့ဘာမှလုပ်လို့မရဘူးဖြစ်နေတယ်မဒီနာသားတွေကလည်းအားလုံးဝိုင်းဝန်းပြီးတော့ထောက်ခံကြတယ်တကယ်သူတော်စင်နှစ်ပါးပါဒီမှာနေနေတာနှစ်တော်တော်ကြာပြီအဲ့ဒီပုံကူတွေဟာနေမာရူဇာထားတဲ့ညမှာအီဗန်တဲ့မှာမွေလျော်နေတယ်ညမှာဂျန်နတ်ူလ်ဘကီကိုလည်းတွားတယ်ကဘတ်စတန်ကိုတွားတယ်အဲ့ဒီပုံကူတွေဟာစနေနေ့တိုင်းမှာကူဘာကူတွားတယ်စင်းရဲသားတွေမရှိတဲ့သူတွေ အလွန်ရရရရကူညီလှူဒန်းနေရှိတဲ့သူတွေဖြစ်တယ်။အခုမဒီနာမှာရှိတဲ့အီမန်စင်တွေဝိုင်းပြီးတော့သူတို့ဘက်ကနေဝိုင်းဝိုင်းပြီးတော့ပြောပြီးတော့ဘယင်ကပို့ပြီးတော့အံ့ဩရတယ်။နောက်ဆုံးမှသူနေတဲ့နေရာကိုဘယင်ရောက်သွားတော့ကြောက်ဖြာလေးတစ်ခုခဲနာတယ်မွဆလာချထားတယ်ကုတ်ပြစ်လေးပေါ့ဗမာလူပြောတော့အဲ့ဒီမှာသူတို့ကအမြဲတမ်းအီဘာဒတ်လုပ်တယ်။ဘယင်ကသူတို့နေထိုင်ရာနေရာအထိ လိုက်လံရှာဖွေကြည့်တော့လေဘာမှတဲလွန်စကိုမတွေ့တာ။နောက်ဆုံးမှသူတို့နမတ်ဖတ်တဲ့မွဆလာ ခင်းထားတဲ့ဒီကုတ်ပစ်ကိုဖယ်လိုက်တဲ့အချိန်မှာလှိုင်ကောင်းတူးထားတာတွေ့ရအခုတွေ့ရတဲ့သူတိုင်းကလည်းအယံအံအားတင်ပြီးတုံလုံသွားတယ်တမန်တော်ရောင်စာထီရောက်နေပြီအရင်ကသူတို့နှစ်ယောက်ကိုဖမ်းပြီးတော့မေးဆက်လိုက်တော့မှအပြေမှန်သိရတယ်ညဘက်ကိုအီဗာသက်လှုပ်ချင်အောင်ဆောင်းပြီးတော့တခါလဲလှိုင်ကောင်းနေတူးတယ်အဲ့ဒီကမြေကြီးစားတွေထွက်လာတာနဲ့နည်း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 ချင်းသွားပြီးဂျန်နတ်တူဘကီးထဲမှာသွားသွားပြီးတော့ဖြန့်ကျဲလိုက်တယ်သူတို့နှစ်ယောက်ကိုတေချာဆက်မေးလိုက်တော့မှသူတို့နှစ်ယောက်ကအီစာကြီးတွေနဆရာနီတွေဖြစ်တယ်တမန်တော်မြတ်ဆလလောင်းဝလိဝဆလမ်ရဲ့ခန္ဓာကိုယ်ကိုခိုးယူဖို့အတွက် စေလွတ်လိုက်တဲ့ပုံပုံလေးဖြစ်တယ်။အဲ့ဒီတော့မှဘယင်ဟာသဘောပေါက်သွားတဲ့သူ့အိမ်မက်ရဲ့အကြောင်းကိုငါကူတော့ကကာကွယ်ပါဆိုတဲ့အိမ်မက်ရဲ့အလိုသဘောကိုအယောင်စလုံးကတော့ကွက်မြတ်လိုက်တယ်။ပိတ်ထဲကတမန်တော်မြတ်ဆလလောဝလေးဝဆလမြဲရောက်စားတော့ပတ်ချလေကိုဘယင်ဟာကရုတ်ချင်းနေတူးပြီးတော့အဖက်ဖက်ကနေပြီးတော့ခဲကြုတ်ပြီးတော့လောင်းပြီးတော့ပိတ်လိုက်တယ်။ဒါတကယ်ဟီဂျရီ958ခုနှစ်မှာဖြစ်ခဲ့တဲ့ဖြစ်ရပ်မှန်တစ်ခုဖြစ်တယ်။ဒီကနေဘာသင်ခန်းစာသိရလဲဆိုတော့ခေတ်ဆက်ဆံမှာရှိတဲ့ယဟူဒီနက်ဆရာနီဟာမွတ်စလမအပေါ်ရန်အားဖြင့်မွတ်စလမနေရဲ့အပေါ်မှာကောင်းလိမ့်မယ်။ ်ဒါပေမဲ့အစ္စလာမ်ပေါ်မှာတော့ဘယ်တော့မှကောင်းမှာမဟုတ်ဘူး